အားလုံးပဲမင်္ဂလာပါနှစ်လုံး20ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာ printed nineel တောင်ပိုင်းမြို့ဖြစ်တဲ့တူလွန်ရှိစိတ်မြို့စေယုံမှာအသက်88နှစ်အရွယ်အမျိုးသားတအုပ်ချောက်အားလုံးကတောင်းကနေဖြစ်ထရပါဗျာ အဲ့ဒီအဘိုးကြီးဟာပထမကဘာစစ်ကကြံရစ်တဲ့အမြောက်ကြီးစွန်တစ်ခုကိုသူ့ရဲ့စအိုထဲထည့်ပြီးပြတ်ထုတ်မရတဲ့အတွက်စီးရုံကိုရောက်ရှိလာခဲ့ပါတယ်။ကြည်ကြည်ဆန်ဟာအရှိရှစ်လက်မနဲ့အကျဲနှစ်လက်မ20စင်တီမီတာ x 5စင်တီမီတာရှိတဲ့အတွက်ဆရာဝန်ဒီအတော်လေးအံ့အားတင်ထရပါဗျ။ ဒီအမြောက်ကြီးစံကအမေရိကန်ထုတ်ဖြစ်ပြီးပောက်ကွက်နိုင်တဲ့အန်ဒရရရှိတဲ့လူဆရာဝန်တွေကယူဆခဲ့ပါတယ်။ဒီအတွက်စေယုံအရေးပေါ်ဌာနရှိလူနာအချို့ကိုတခြားနေရာကိုရွှေ့ပြောင်းပေးခဲ့ရပြီးကလေးလူနာလေးကိုလည်းအနီးအနားစေယုံကိုခေါ်သွားခဲ့ရပါတယ်။ အဒီနောက်ဘုံရှင်လင်းရဲ့အဖွဲကိုလည်းချက်ချင်းခေါ်ယူခဲ့ရပါတယ်။ဘုံရှင်လင်းရဲ့အဖွဲရောက်ရှိလာပြီးနောက်မှာတော့ဒီဂျီဆန်ဟာပောက်ကွဲနိုင်ခြင်းမရှိတော့ဘူးလို့အတည်ပြုခဲ့ပါတယ်။ဂျီဆန်ကိုထုတ်ယူဖို့အတွက်ဆရာဝန်တွေဟာအဖိုးကြီးရဲ့ဝမ်းပိုက်ကိုခွဲစိတ်ခဲ့ရပါတယ်။ခွဲစိတ်မှုဟာနှုံဆုံးမအောင်မြင်ခဲ့ပြီးဂျီဆန်ကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ ကြည်စံရဲ့အွေအစားကြောင့်အဖိုးကြီးဟာပြင်းထန်တနာခြင်းမူခန်းစားခဲ့ရပြီးဒီအဖြစ်အပျက်ဟာတာမန်မဟုတ်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီလိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုဆက်လက်နားဆင်ကြတဲ့ဆိုရင်တော့ channel လေးကို like လုပ်ဖို့မမိနဲ့နော်။